Okay. အားလုံးမင်္ဂလာပါဗျာ။မနေ့ကဘလူးနေမှာ3ည3မနေ့က3ည3ရလိုက်ကြလားမသိနော်။ကျွန်တော်ဒူမေယောထဲမှာ3ည3ပါတယ်။ပြီးတော့ဗုဒ္ဓဟူးကြတာပဲ။နေ့ရက်တော့မှာ6ပတ်သီး6ပတ်သီးကျွန်တော်မနေ့ပြီးတော့16 1ကျင်း6ပတ်သီးနော်ပြီးတယ်ပြီးတော့ခွန်ဘရိတ်ကျွန်တော်ပေးထားတယ်နော်။ မျာတို့ကရတယ်ဆိုလဲဘာမှမသိရအများကြီးဆိုလဲဘာမှမသိရနည်းနည်းပပလေး comment လေးပါလေးတစ်ချက်လောက်တော့ရေးကြပါအောင်ဗျာနော်ဒါတော့ကျွန်တော်ရဲ့ channel ဒုတိယကိုယ်စား channel လေးကိုကြည့်ရှုသူတော်ချင်းစီတိုင်းတို့ကျေးဇူးတင်ပါတယ်အပေးတဲ့သူတွေသူတွေရောပေါ့နော်ဒီကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ထားပေးပါ like subscribe လုပ်ပြီးသားသူတွေလည်းကျွန်တော်ရဲ့ channel မှာ video တင်နိုင်မြင်အောင်ပြီးတော့ video fan လေးတွေအောက်မှာလက်မှတ်လေးတွေတစ်ချက်စီလောက်နှိပ်ပေးတော့ကြအောင်နော်အဲ့တော့ ကျွန်တော်မနေရပဲကျွန်တော်ပြောခဲ့တယ်နေလိုက် free ပေးတဲ့နေရာမှာရှစ်ပတ်ဒီပဲကြံတယ်နော်ရှစ်ပတ်ဒီပဲကြံတယ်ဒီအခွေထွက်ပြီးဒီကောင်ကြံမယ်သုံးလုံးခွေမွေးခွက်တစ်ချောက်ထွက်ပါတယ်နော်ပရိတ်သေး၄ခွန်ထွက်ပြီးတပတ်ဆက်ခံမှန်းချက်ပြီးခဲ့တယ်လို့ညီကိုကဟူးမကြောက်နှစ်သုံးထွက်တယ်ထိုင်းပါဝါ၄ခွန်ထွက်တယ်ထိုင်းနှက်ခက်နှစ်သုံးထွက်ပြီးပါဝါထွက်ပြီးယူကတော့မပါဘူးအဲ့တော့ဘယ်လိုလုပ်သေးလဲ ဒီခွေလေးတခုပဲကျန်တယ်ဒီခွေလေးနဲ့ရှစ်ပတ်သေးဟုတ်ပြီနော်အဲ့တော့ကျွန်တော် channel မှာမစ်ဆူတို့ free သမားတွေလည်းညနေတတန်ရတယ်ကျွန်တော်ခုဒီတစ်ပတ်မှာဆိုရင် member ဖွင့်ဒီဘလူးနေမှာကျွန်တော်နှာခိုင်းလိုက်ပြီနော်ဘလူးနေမှာနှာခိုင်းလိုက်ပြီအင်္ဂါမကျော်၄ပတ်သေးထွက်တယ်ခုမကျော်၂ပတ်သေးနဲ့၆ပတ်သေးလည်းထွက်သွားရညက်ပြီဟုတ်ပြီနော်အဲ့တော့ကျွန်တော်နှာခိုင်းလိုက်ပြီမနာနိုင်လို့ကိုယ့်အကိုဆက်ထုတ်လဲဆိုတော့သူတို့အကြောင်းသူတို့ကိစ္စပဲနော်အဲ့တော့ မနေ့ကကြာသပတေးနေ့အတွက်ကိုကျွန်တော်အခုကြံလာ၈ပတ်စီကြံလာအဲ့ဒီ၈ပတ်စီကိုလိုက်ပါနော်၈ပတ်စီဆို၈၅၈၉၈၈ချက်တောက်တင်ထိုးနော်ပြီးရင်ကြာသပတေးတောက်ကြံနေမှာကီးဆိုရင်နှစ်ခွန်လေးကိုကီးနှစ်ခွန်လေးကိုကီးမညီပဲနဲ့လုံးဝမထွက်ဘူးပြိတ်ဆိုလည်းနှစ်ခွန်လေးကိုပြိတ်ထွက်ဟိုက်ထက် ကီးနဲ့ပလေတစ်ခုစီထွက်လိမ့်မယ်နော်နှစ်ခွန်လေးကိုကီးဆုံးမို့နှစ်ခွန်လေးကို break ပါလိုက်မယ်အဲ့ဒါမှကြောချဲဆိုတော့ go break go break ဆိုရင် သူ့ရဲ့မူရပေးတာက၅လေးနဲ့၃ညာကို၅လေးနဲ့၃ညာကိုထွက်ထားတာသိမကြသေးတဲ့အတွက်ကျွန်တော်တို့ခြိုက်တာက၈တင်းနဲ့63 go break ပရိသမားတွေက go break ကိုကျွန်တော်တို့ခြိုက်တယ်တကယ်လို့ go break ကိုခြိုက်လို့လိုက်မယ်ဆိုဒီ၈တင်းနဲ့63ကိုနည်းနည်းလေးတင်ထိုးပါလို့ကျွန်တော်ပြောချင်တာနော်ဟုတ်ပြီလား ကဲအဲ့တော့ဂျာတာဘရင်းတွေတော့ကျွန်တော်ကြွားမယ်နော်ဂျာတာဘရင်းတွေဆိုရင်ကျွန်တော်နေကုန်လုံးပိုင်းอ่ะငါတလုံးဂျာတာဘရင်းတွေတော့ကနေကုန်ပတိယာတရှိနော်နေကုန်ပတိတဲ့ကီးခွေက၃ည၅လေးကိုကီးခွေဟုတ်ပြီနော်အဒီကီးခွေနေလဲပြီးထွက်သွားနိုင်တယ်အဲ့တော့နေကုန်ထိုးဘက်ဆို10 15 14 19နော် ရှင်းနေဆိုရင်80ရှင်း9 84 89ကြာလားညာဟုတ်ပြီနော်ဒါနေကုန်ထိုးွက်80ရှင်း9 84 89 9ဘက်တော့နေကုန် break က1နှစ်48 break အဲ့ထဲမှာဆို1 break ရဲ့2 break ရဲ့4 break ကိုကြိုက်တယ်4 break တော့ကျွန်တော်ပယ်ချင်အဲ့1 break နဲ့2 break တဲ့တခုလာလိမ့်မယ်နော်1 break နဲ့2 break အဲ့တော့ဒီနေ့ထွက်ထားတဲ့ခဏက မနက်3ညသုံးညနေ6တဲ့လေပေါင်းခြင်းကိုဖြစ်လို့ထိုင်းပေါ်ဝါသို့မဟုတ်ထိုင်းနက်ခက်လာလိမ့်မယ်ဒီကြာသာပြေးတော့ကြမယ်အဲ့တော့ကျွန်တော်ပထမ main ဟောအနေနဲ့က delete 10ဒူ main ဟော8 4 5 80เนาะနေကုန်2ကွက်ကောင်းဆိုရင်5 4နဲ့5 8ဟုတ်ပြီနော်နေကုန်2ကွက်ကောင်း5 4နဲ့5 8နေကုန်2ကွက်ကောင်းဆိုရင်5နဲ့2ကွက်ကောင်းပါဟုတ်ပြီနော်နေကုန်2ကွက်ကောင်း5နဲ့2ကွက်ကောင်းကျန်နေမှာပတိဆိုရင်2 8ပတိ တဲ့တလုံးလေကျွန်တော်ကြိုက်တာရှစ်ပတ်စီပို့ပို့ကြိုက်တယ်နော်ရှစ်ပတ်စီပို့ကြိုက်တယ်အဲ့တော့ကြံချိန်နေမှာပြန်ကြသတိထားပါနော်ပြန်ကြလေးသတိထားအပူးဆိုရင်တော့အပူးတကယ်လို့များလိုက်တနေ့နေ့ပူးထွက်ထားရင်အပူးလာမယ်လို့လေဟော့နေတော့အပူးလေးများတကယ်ထိုးမယ်ဆိုဒီ၅ပူးနဲ့၃ပူးပြီးနည်းနည်းတင်ထိုးပေးပါနော်တင်ထိုးပေါ့နော်ကြည့်ရတော့ဒီနေ့ဂျာတာပရင်းနေ့နောက်မှဂျာတာပရင်းနေ့မှာလည်း ဒီနေ့ပူရူနေအောင်မြင်သလိုကျွန်တော်ရဲ့မိတ်ဆွေများဆက်လက်အောင်မြင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းလိုက်ပါတယ်ဗျာအားလုံးကျေးဇူးအထူးပါဗျာ